်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ယေရှုတော်ကိုချီးမွမ်းပါれမျော်လင့်ခြင်းဤအရင်အမျက်ဆိုတဲ့ကောင်းစဉ်နဲ့ရှင်ပေသူဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်3ကနေ9ကိုဆင်ခြင်သွားကြပါれ အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျောလင့်ခြင်းအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်းညှဉ်းဆွန်ခြင်းညှိုးနွမ်းခြင်းနဲ့ကင်းစင်သော အမွေတော်ကိုငါတို့သည်ခံရစေမိအကြောင်းယေရှုခရစ်ကိုသေခြင်းမှထမြောက်စေတော်မူသော အာဖြင့်ကြီးစွာသောဂယုဏတော်နှင့်အညီငါတို့ကိုတပံဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း ထိုအမွေတော်ဒီကနောက်ဆုံးသောကာလ၌ထင်ရှားစေခြင်းကပြင်ဆင်သောကဲ့တင်ခြင်းတို့ရောက်စေမည်အကြောင်းယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ဤတကူတော်သည်စောင့်ရှောက်တော်မူသောသင်တို့အဖို့ကောင်းခင်ပုံ၌တူထားလျက်ရှိသော အမွေဒီအရေးကြို၍စုံစမ်းခြင်းကိုခံနိုင်တော်လဲပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက်သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည် ပါ၍မြတ်သည်နှင့်ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်းဂုံတရေဘုံအာနုဘော်အလုံးငါဖြစ်မိအကြောင်း အထုထုအပြပြသောစုံစမ်းနောက်ဆက်ခြင်းကို ခံရသောအကြောင်းရှိလျင်သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထက်ဆိုခဲ့ပြီးသောခြေဆုတော်ကိုထောက်၍ရှင်လန်းသောစိတ်ရှိကြ၏ ထိုသခင်ကိုသင်တို့သည်မမြင်ဘူးတော်လဲချစ်ကြ၏ယခုမှလည်းမမြင်ဘဲလျက်ယုံကြည်သောအားဖြင့်ဘုံအတည်ရနှင့်ဆက်ဆိုင်သောပြော၍မမီနိုင်သောရှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍စိတ်ဝိညာဉ်ကိုကဲ့တင်ခြင်းတည်းဟုသောယုံကြည်ခြင်း၏အကျိုးကိုခံရကြ၏မျောလင်းခြင်းဆိုတာကောင်းတဲ့အရာတစ်ခုခုအတွက်မျောလင်းခြင်းနဲ့ဆန္ဒလို့သတ်မှတ်နိုင်ပါတယ် ျွန်တော်ယုံကြည်သူတွေအတွက်သခင်ယေရှုခရစ်တော်ဟာအကြီးမားဆုံးမျော်လင့်ချက်ရဲ့အရင်အမြင့်ဖက်ဖြစ်တယ်။သူတပါးတိကသာကျွန်တော်တို့အတွက်အကောင်းဆုံးသောအရာကို အမြဲတည်ပြီးတော့သူ့ရဲ့ပြည့်စုံမှုကိုလုံခြုံစေမဲ့စွမ်းအားရှိပါတယ်။ကျွန်တော်လောကမြေကဘာပေါ်မှာနေထိုင်ရတဲ့အသက်တာဟာမုံတိုင်းထန်တဲ့ပင်လယ်နဲ့တူတဲ့အခါမှာ သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်ကြောက်စုပဲဖြစ်တယ်။ရှင်ပေသူဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်၄ကနေ၅မှာ ကောင်းကင်ဘုံမှာမပျက်စီးနိုင်တဲ့အမွေကိုပေးမယ်ဆိုတဲ့ဂရီတော်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အရာကထိုအမွေတော်ဒီကနောက်ဆုံးသောကာလ၌ထင်ရှားစေခြင်းကပြင်ဆင်သောကတင်ခြင်းတို့ရောက်မည်အကြောင်းယုံကြည်ခြင်းအပြင်ဘုရားသခင်တကူတော်သည်စောင့်ရှောက်တော်မူသောသင်တို့အဖို့ကောင်းကင်ဘုံ၌တူထားလျက်ရှိသော အမွေဒီလို့ဆိုထားပါတယ်။ဒါပေမဲ့ဘဝမှာနာကျင်မှုတွေရှိလာပြီးတော့တက်တာရမရတဲ့အခါအဲ့ဒီအဆုံးစွန်သောလုံခြုံရေးဟာ ကျွန်တော်တို့နဲ့ဝေးကွာနေတယ်လို့ပဲဖြစ်နေလိမ့်မယ်။ဒါဆိုရင်အဲ့ဒီလိုအချိန်တွေနဲ့အခုအချိန်မှာရောစုံစမ်းစစ်ဆေးမှုတွေသွေးဆောင်ဖျားယောင်းမှုတွေကိုဘယ်လိုခံရနိုင်ကြမလဲ။အချိန်အနည်းတွေကောင်းလာဖို့အတွက်အပြောင်းအလဲတွေကိုမျှော်မှန်းတယ်မျှော်လင့်ခြင်းတွေအားဖြင့်သာဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းအချိန်အနည်းတွေမတိုးတက်တဲ့အခါဘုရားသခင်ကပို့ပြီးတော့ကောင်းမွန်အောင်ဘာလုပ်ပေးနိုင်မလဲ။ သခင်ယေရှုခရစ်တော်ကြွလာတဲ့အခါမှာခြေမွန်းခြင်းနဲ့ဘုံအသီးကိုဖြစ်ပေါ်စေမဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုတန့်စင်ပြီးနေကြောင်းရှင်ပေသူဩဝါဒစာပရမတ်ဆောင်အခန်းကြီး1အငယ်6ကနေခွန်မှာဆက်ပြီးတော့မှပြောထားတာကအရေးကြို၍စုံစမ်းခြင်းကိုခံနိုင်တော်လေပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းထက်သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာတိတာ၍မြတ်သည်နေယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးအမွန်ဂုံတည်ရေ ဘုံအာနုဘောအလုံးငါဖြစ်မိအကြောင်းအထုထုအပြားပြားသောစုံစမ်းနောက်ဆက်ခြင်းကိုခံရသောအကြောင်းရှိလျင်သင်တို့သည်ယခုခဏခံရ၍ဝမ်းနည်းတော်လေအထက်ဆိုခဲ့ပြီးသောခြေစတော်ကိုထောက်၍ရှင်လန်းသောစိတ်ရှိကြ၏လို့ဆိုထားပါတယ်ဒါကရွှေထက်ပူပရမတန်ဖိုးရှိတဲ့အတ္တတာ ဖြစ်လာမှာဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒုက္ခတွေကနေတသက်တာရာရစေလိမ့်မှာဖြစ်တယ် တချို့သောမျိုးလင်းချက်တွေဆုံရှုံသွားစေတဲ့အခက်အခဲတွေဟာဘုရားသခင်ကသူ့ရဲ့သားသမီးတွေယုံကြည်ခြင်းကိုတိုးပွားစေဖို့အတွက်ဘုရားသခင်အသုံးပြုတဲ့တရားပလာတွေပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုထာဝရမျိုးလင်းချက်သာမကအခုလက်ရှိဘဝအတွက်ပါဂတိပေးထားပါတယ်။တကယ်လို့ဘုရားသခင်ကကျွန်တော်တို့ကိုတွေ့ကြုံရတဲ့အခက်အခဲတွေကနေကယ်နှုတ်တော်မမူဘူးဆိုရင်ကျွန်တော်တို့အသက်တာအတွက်သာပြီးတော့ကြီးမြတ်တဲ့အလုပ်တစ်ခုကိုလှုပ်ဆောင်နေကြောင်း ကျွန်တော်တို့သိမှတ်ထားဖို့ဖြစ်ပြီးတော့ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့ငြိမ်သက်ခြင်းကိုရရှိနိုင်ပါလေ။နောက်ဆုံးတနေ့ကျွန်တော်တို့ရဲ့ထာဝရအင်ကိုရောက်ရှိတဲ့အခါကျွန်တော်တို့ဟာကိုယ်တော်ကိုဆက်ပြီးတော့ယုံကြည်ကူးစားခြင်းအပြင်ကျွန်တော်တို့မှာယုံကြည်ခြင်းရဲ့အနန္တတန်ဖိုးကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့အတွက်ကောင်းကင်ဘုံမှာထာဝရအင်ရှိပြီးတော့အခုကျွန်တော်တို့တွေ့ကြုံသမျှသောအရာအတွက်ကူညီပေးနေပါတယ်။ ကြာနာဆင်ခြင်ခဲ့တဲ့သူတိုင်းမျောလင့်ခြင်းရဲ့အရင်အမြင့်ဖြစ်တဲ့သခင်ယေရှုခရစ်တော်အပေါ်မှာဟေပြဲအခန်းကြီး6အငယ်19မှာဆိုထားတဲ့အတိုင်းယုံကြည်ခြင်းကြောက်စုကို ခိုင်မာတည်ချစွာချထားနိုင်ဖို့ဘုရားသခင်အတူရှိလျက်ကောင်းချီးပေးပို့ဆောင်ပေးနေပါစေအာမင် ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်